မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမတ်နှင့်ဂရင်300စစ်စေးရုံကစစ်မှုထမ်းအပတ်စဉ်နှစ်တင်းတန်းစဉ်တပ်သားတဲ့နှစ်ဦးဟာလက်နက်ခဲယံအပြည့်စုံနဲ့အေးအေးထားမှအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ31ရက်နေ့မိုးလွယ်1:30မိနစ်အချိန်မှာအမ်းမြုံနယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမတ်နှင့်ဂရင်300စစ်စေးရုံက တပ်သားတဲ့ရင်ထွေးနဲ့တပ်သားတဲ့မင်းသူကိုတို့ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။၎င်းတို့နှစ်ဦးဟာ MA1 တပ်နက်နှစ်လက်ကြီခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အေအေထာမှာလက်နက်ချအလင်းဝင်လာတဲ့တပ်သားတဲ့ရင်ထွေးဟာအသက်30နှစ်ရှိနေပြီဖြစ်ပြီးတော့ဗကိုးတိုင်းအုပ်ဖို့မြို့နယ်ကဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းအပတ်စဉ်နှစ်ကိုဗကိုးတိုင်းရင်နီမြို့မှာရှိတဲ့အမှတ်9စစ်အခြေခံလေ့ကျင့်ရေးတန်းတန်းကျောင်းမှာတက်ရောက်ခဲ့ရကြောင်းသိရှိရပါတယ်။ အခုနှစ်မေလ14ရက်နေ့မှာစစ်ထဲကိုဝင်ခဲ့ရတယ်လို့သိရပါတယ်။အလင်းဝင်တဲ့အချိန်မှာလက်ဘင်းမှာလက်ပစ်ဘုံအစတွေထိမှန်ထားတော့လဲမစိုးရိမ်ရဘူးလို့သိရပါတယ်။စစ်မှုထမ်းတင်တန်းဆင်းပြီးတဲ့နောက်၎င်းကိုအမ်းမြုံနဲ့အမှတ်နဲ့ဂရင်300ဆေးရုံမှာတာဝန်ချထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲအလင်းဝင်လာတဲ့တပ်သားတဲ့မင်းသူကိုဟာအသက်28နှစ်ရှိနေပြီဖြစ်ပြီးတော့ဘကိုးတိုင်းအုပ်ဖို့မြို့ကဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းတင်တန်းအပတ်စဉ်နှစ်ကိုဘကိုးတိုင်းရင်နီမြို့အမှန်ငါးဆစ်အခြေခံလေ့ကျင့်ရေး ကျောင်းမှာတက်ရောက်ခဲ့ရပြီးတော့မေလ14ရက်နေ့မှာစစ်တပ်ထဲကိုဝေရောက်ခဲ့ရတယ်လို့သိရပါဗျ။စစ်မှုထမ်းတင်နှင်းဆင်းပြီးတဲ့နောက်အမတ်နဲ့ဂရင်300ဆစ်ဆေးရုံမှာတာဝန်ချထားပေးခြင်းဖြစ်တယ်လို့သိရပါဗျ။အေးအေးထိုင်မှာလက်နက်ချအလင်းဝင်လာသူတပ်သားရင်ထွေးနဲ့တပ်သားမင်းသူကိုတို့ဟာအုတ်ဖို့မြို့မှာသုံးမိန်ဆိုင်ကယ်မောင်းနေပြီးတော့နွားအငါလိုက်သူများဖြစ်တယ်လို့သိရပါဗျ။လမ်းမှာစစ်တပ်ကခဏလိုက်ခဲ့အောင်ဆိုပြီးတော့ဖမ်းဆီးပြီးတော့ဖုန်းတွေကိုသိမ်းကစစ်တပ်ထဲကိုခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။အမ်းမြို့ကိုခြေချင်းစစ်ကြောင်းနဲ့လာရောက်ခဲ့ပြီးတော့ AR85 ဥပါတယ်လို့သိရပါဗျ။ စစ်မှုထမ်းသင်တန်းစင်တပ်သားတဲ့များဟာပေသူအများစုဖြစ်ပြီးတော့ထွက်ပြေးကြသူများလည်းအများစုဖြစ်တယ်လို့သိရပါတယ်စစ်အရာရှိများကထွက်ပြေးရင်ပြစ်တတ်မယ်လို့ပြောဆိုပြီးတော့အမှန်တကယ်ထွက်ပြေးတဲ့အချိန်မှာလဲလိုက်လံပြက်ခတ်တဲ့အတွက်ဒဏ်ရာများအတိအကျရရှိခဲ့တယ်လို့သိရပါတယ်လက်ရှိတပ်ထဲမှာလဲထမင်းမကြွေးတဲ့အတွက်ထမင်းမစရတာဟာ၃ရက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်ထွက်ပြေးတဲ့အချိန်မှာလဲဝိုင်းဝန်းပြစ်ခတ်ခဲ့ကြတယ်လို့အလင်းဝင်လာသူတပ်သားနှုတ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်တန်ရွဲမြို့နယ်နဲ့တောင်ကုန်းမြို့နယ်တို့မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုများတောက်လျှောက်လုံဆောင်နေတဲ့အတွက်စစ်ပေးဆောင်တဲ့အရသာပြည်သူအယောက်20ထက်မနည်းတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ29ရက်နေ့ညနေ6:00ဝန်းကျင်အချိန်မှာအမ်းမြို့နယ်မြို့တစ်အမှတ်၄ရပ်ကွာလေရင်ခွေးရပ်ကွာ မြောက်ဘက်ချမ်းအပါဝင်စစ်ဘေးရှောင်ပြည်သူများစုဝေးရာနေရာများကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲတွေပြင်းထန်နေတဲ့အမ်းမြို့ရဲကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်များအမျိုးသမီးများအပါဝင်အရသားပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီးတော့အယောက်20နီးပါးဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါဗျ။အမ်းမှာစစ်ဘေးရှောင်တွေဘုံထိတာကသေဆုံးသူတွေထပ်များလာနိုင်ပါတယ်။ အခုကစေဘေးရှောင်တွေအကုန်လုံးပိတ်မိနေတာဖြစ်တော့ကုညီကယ်ဆယ်ရေးကအတော်တော်ခက်ခဲနေတယ်တိုက်ပွဲတွေကြားမှာစေဝါကုသမှုလည်းခက်ခဲနေတယ်လို့ရခိုင်ဒေသမှာထောက်ပို့ကုညီရေးလှုပ်ဆောင်နေသူကရှင်းပြထားပါတယ်ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မနက်တနားရီကျော်ဝင်းကျယ်အချိန်မှာလဲအမ်းမြို့နယ်ကိုစစ်ကောင်စီတပ်ကလေရင်များကဘုံများကျဲချမှုများဇက်တိုက်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်အလားတူပဲအော်တိုဘားလ30ရက်နေ့တောင်ကုန်းမြို့နယ်မောင်းရွာနယ်မိချောင်းထိုးချေးရွာကိုစစ်ကောင်စီတပ်ကတိုက်လေရင်က ဘုံများကျဲချခဲ့ရာအရတပြည်သူ9ဦးတိတ်ဆုံးပြီးအခြားပြည်သူ9ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်တိတ်ဆုံးသူများဟာမောင်းချေးရွာကအသက်14နှစ်အရွယ်မတ်စုမြတ်ဝင်းအသက်14နှစ်အရွယ်မတ်ဝိရေးဝင်းအသက်58နှစ်အရွယ်ဒေါ်မကျန်တင်အသက်49နှစ်အရွယ်ဒေါ်ကျန်တင်အသက်32နှစ်အရွယ်ကိုနိုင်လင်းစိုးတို့ဖြစ်ကြောင်းရခိုင်ဒေသတရင်အရင်မြက် APM မြက်တရင်ဖော်ပြချက်အရာသိရပါဗါတယ်အလားတူပဲအော်တိုဘားလ29ရက်နေနဲ့30ရက်နေတို့မှာတန်တွဲမြို့နယ်စင်ကောင်းရွာ ရွာဦးဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီက၂ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းတိုင်းဆရာတော်ဟာဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးတော့ကျောင်းဟာလည်းပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ပုံကျဲချမှုကြောင့်တန်တွဲမြို့နယ်စင်ကောင်းရွာမှာရှိတဲ့ရတနာအောင်မြေကျောင်းတိုက်ဟာပျက်စီးသွားပြီးတော့တပ်တော်58နဲ့ရှိတဲ့ကျောင်းတိုင်းဆရာတော်အရှင်သီရိတေဇာဟာလည်းဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။တန်တွဲစင်ကောင်းကျေးရွာက၂ရက်ဆက်တိုက်ပုံကျဲခံရတာ ကျောင်းတိုင်ဆရာတော်လည်းဒဏ်ရာပြင်းထန်ရရှိခဲ့တယ်။အောက်တိုဘာလ25ရက်နေ့ကလည်းစင်ကောင်းရွာစာတင်ကျောင်းကိုလေရင်နဲ့ဘုံကျဲသွားခဲ့သေးတယ်။စင်ကောင်းကျေးရွာမှာမကြာခဏလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခံရတာကြောင့်ဒဏ်ရာရသူတွေလည်းများလာတယ်။စင်ကောင်းကျေးရွာဆိုတာကတိုက်ပွဲနဲ့လည်းဘာမှမပတ်သက်ဘူး။အောက်တိုဘာလ30ရက်နေ့ကဘုံကျဲတာကလည်းရွာဦးကျောင်းကိုပဲထတ်ကြတယ်။ဘုံနှလုံးကြတာမှာဘုံတစ်လုံးပဲကွဲတယ်။အောက်တိုဘာလ30ရက်နေ့ဘုံပေါက်ကွဲမှုမှာလူအထိကိုက်တော့မရှိဘူးလို့ရခိုင်ဒေသကိုထောက်ပို့ရေးလှုံ့ဆော်နေသူတို့ကပြောဆိုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်း6ဦးမြို့နယ်ငါးဆန်ကျေးရွာအနီး6ဦးမြင်းမူလမ်းပေါ်မှာလမ်းသွားလမ်းလာပြည်သူတွေစီကနေပြီးတော့ပတ်စံကောက်နေတဲ့စစ်ကောင်စီနဲ့ပြူစောတိအဖွဲ့တွေပြစ်ခတ်ခံရပြီးတော့ ၃ဦးသေဆုံးကတအုပ်တရားရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁ရက်နေ့ဒီမနက်8:45မိနစ်အချိန်မှာတန်လွင်မြန်မာ73စီဆိုင်အနီးမှာအင်အား၁၀ဦးခန့်ရှိတဲ့စစ်ကောင်စီအဖွဲ့ကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကကားနဲ့အနီးကတွားရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါရတယ်။ကျွန်တော်တို့ရောက်တဲ့အချိန်မှာသူတို့ကအုပ်စုကွဲနေတဲ့အချိန်ဖြစ်တော့အခွင့်တော်မတားခဲ့ဘူး၊လက်နဲ့မကောက်နိုင်လိုက်ဘူး၊ကားနဲ့ဝင်ပစ်တာ၊ကားနဲ့ချက်ချင်းပစ်ပြီးတော့ပြန်လှည့်ပြီးထွက်လာတာ။ပစ်ခတ်မှုကတော့2မိနစ်3မိနစ်လောက်ပဲကြာတယ်လို့မုံဝရခရိုင်တိုင်ရင်17တာဝန်ခံကပြောဆိုထားပါရတယ်။ အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာလမ်းသွားလမ်းလာကားတွေဆိုင်ကယ်တွေကိုနေ့စဉ်လိုလိုစစ်ဆေးပြီးတော့ငွေတောင်းနေတဲ့အဖွဲ့ဖြစ်တယ်လို့ဆိုပါရတယ်။ပြစ်ခတ်မှုအတွင်းမှာစစ်ကောင်စီဘက်ကတအူးနေရာမှာတင်လဲကျတိုက်ဆုံးခဲ့ပြီးတော့ဒဏ်ရာရသူ၃ဦးရှိခဲ့တယ်လို့မျက်မြင်တွေ့ရှိချက်အရအတိပြုတ်နိုင်ခဲ့ကြောင်းအထက်မှာတာဝန်ခံကပြောဆိုထားပါရတယ်။ အဲ့ဒီနောက်မှာတော့ဒဏ်ရာရတဲ့သူတွေကိုစစ်ကောင်စီကအိမ်စည်းကားတွေနဲ့တင်ပြီးတော့ခြောက်ဦးစေးယုံမှာအရင်စိတ်ကူတာပြီးဒဏ်ရာပြင်းထန်တဲ့အတွက်မုံရွာစေးယုံကိုလွှဲပြောင်းကူတာတဲ့အချိန်မှာနောက်ထပ်စစ်သား၂ဦးထပ်မံတေဆုံးသွားတယ်လို့သိရကြောင်းသူကဆက်ပြောပါရယ်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာမနက်၁၀နာရီခန့်မှာငါးရှံကြေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီအဖွဲ့က60မမ၃လုံးနဲ့ပြစ်ခတ်ခဲ့ရာတမ်းပင်ကန်ကြေးရွာကလူနေအိမ်နှလုံးထိခိုက်ပျက်စီးပြီးတော့လူထိခိုက်တာတော့မရှိဘူးလို့ဆိုပါရယ်အော်တိုဘားလ31ရက်နေ့ကလည်း6ဦးမြို့နယ်မုံရွာ6ဦးလမ်းပိုင်းတနေရာမှာ မုံရွာမြို့နယ်တောဘူးပြူစောတိရွာကနေချင်းလျင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ပြူစောတိအဖွဲ့တွေမိုင်းဆွဲခံရပြီးတော့ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာ6ဦးလမ်းပေါ်မှာပြူစောတိများနဲ့စစ်သားများပါဝင်တဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အနည်းနာမှာရှိတဲ့ပရိတ်ကုန်းတောင်ရွာကပြည်သူ၂ဦးကိုစစ်တပ်က ဖမ်းဆီးတပ်ဖြတ်ကောင်နေအိမ်၅လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ31ရက်နေ့မနက်၈နာရီအချိန်မှာမုံရွာမြို့နယ်တောပူရွာကနေခြေကျင်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမုံရွာ၆ဦးလမ်းမိုက်တနေရာမှာဒေသကာကွယ်တပ်ဖွဲ့တစ်ခုကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်သားနဲ့ပြူစောထီး၅ဦးထက်မနေ့ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာနေတဲ့စစ်တပ်စစ်ကြောင်းကမနေ့ကမနက်9နာရီအချိန်မှာမုံရွာချောင်းလမ်းဘေးအနီးမှာရှိတဲ့ပရိတ်ကုန်းတောင်ရွာအတွင်းကိုဝင်ရောက်ကပြည်သူနှအုပ်ကိုဖမ်းဆီးပြီးတော့ရွာပြင်တုတ်တံမှာနှိပ်ဆက်တပ်ဖြတ်သွားတယ်လို့သိရပါဗါဒါအပြင်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်၅လုံးကိုလည်းမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗါမိုင်းဆွဲခံရပြီးတော့တောပူရွာတွေကပြူစောတိတွေစစ်ခွေးတွေအင်အားထပ်ဖြည့်ပြီးတော့ ပြေကုန်းတောင်ရွာတွေကိုဝင်ပြီးတော့ပြည်သူတွေကိုဖမ်းတာတို့တို့တွေအထိနာလို့ဝင်ပြီးတော့ပြည်သူတွေကိုတပ်ဖြတ်နေအိမ်တွေကိုမိရှုနေတာပါဒီလိုမျိုးတွေလုပ်ပြီးတော့တောဘူးရွာတွေကိုပြန်ဝင်သွားကြပါတယ်တခြားကိုလည်းစစ်ကြောင်းထိုးတာမျိုးမရှိပါဘူးလို့မုံရွာမျိုးနဲ့တရင်မှန်ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မနက်ပိုင်းမှာလဲတောဘူးရွာကအကြမ်းဖက်စစ်သားများနဲ့ပြူစောတိများကပြေကုန်းတောင်ရွာတွေကိုဝင်ရောက်မှွေနှောက်နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပရောက်မြန်မာများအနေနဲ့စစ်တပ်လက်အောက်ခံဗန်များကနေတဆင့်ပြည်တွင်းကိုလောက်ခလစားနိုင်ငံသားငွေများပြန်လွှဲရဲလျှက်စစ်ကားနဲ့ဆိုင်ကယ်များတင်သွင်းခွင့်ပေးမယ်လို့စစ်ကောင်စီကမလုံပေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ31ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံကထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်းနေကြတဲ့မြန်မာလုပ်သားများအပါအဝင်မိမိတို့ရဲ့မိသားစုထံကိုလောက်ခလစားများကိုဗန်များကနေတဆင့်လွှဲကူစွာ လွှဲပြောင်းပေးဖို့နိုင်ပြီဖြစ်ကြောင်းပြောဆိုထားပါတယ်ပြည်ပရောက်မြန်မာနိုင်ငံသားများအနေနဲ့မိမိတို့ရရှိတဲ့လာဆောင်ငွေသို့မဟုတ်အခြားဝင်ငွေများကိုမြန်မာနိုင်ငံကိုဘန်လန်းချောင်းများကနေတဆင်ပြန်လည်လွှဲပြောင်းပေးဖို့ခြင်းတို့အတွက်အထူးအစီအစဉ်အနေနဲ့တနေ့အတွင်းမှာအမေရိကန်ဒေါ်လာ2သိန်းနဲ့အထက်လွှဲပို့ပါကလွှဲပို့တဲ့ငွေရဲ့900ခိုင်နှုန်းတန်ဖိုးနဲ့ညီမျှတယ်လျှက်စစ်သုံးမော်တော်ယာဉ်တစ်နှစ်ကိုဒဇီးနှုန်းနဲ့ ပုံမှန်လစာရရှိသူများကအပါအခြားဝင်ငွေရရှိသူများအနေနဲ့တနည်းအတွင်းမှာ American Dollar 9000နဲ့အထက်လွှဲပြောင်းပေးဖို့ပါကလွှဲပို့ငွေရဲ့900ကိုင်းလုံးတန်ဖိုးနဲ့ညီမျှတယ်။လျှက်စစ်သုံးမော်တော်ယာဉ်သို့မဟုတ်လျှက်စစ်သုံးမော်တော်ဆိုင်ကယ်တနည်းကိုတစည်းလုံးတင်သွင်းခွင့်ပြုမှာဖြစ်ကြောင်းကြေညာထားပါတယ်။မြန်မာနိုင်ငံကိုငွေပြန်လွှဲတဲ့ပြည်ပရောက်မြန်မာများကိုလျှက်စစ်သုံးမော်တော်ယာဉ်သို့မဟုတ်လျှက်စစ်သုံးမော်တော်ဆိုင်ကယ်တင်သွင်းခွင့်ပြုရမှာတဦးတယောက်ချင်းတင်သွင်းမှုကို၎င်း တဦးတယောက်ချင်းတင်သွင်းရန်ရင်တန်ဖို့မပြည့်မီပါကစူပောင်းပြီးတော့တင်သွင်းမှုကိုလကောက်ခွင့်ပြုမှာဖြစ်ကြောင်းစစ်ကောင်စီတန်ယုံကဆက်လက်ကြေညာထားပါတယ်ပြည်ပရောက်မြန်မာများအနေနဲ့လောက်ခလာဇာရဲ့25ရာဂိုင်းနှုန်းကိုပြည်တွင်းကိုစစ်ကောင်စီလက်အောက်ခံဗန်များကနေတဆင့်ပြန်လည်လွှဲပြောင်းရမှာဖြစ်ပြီးတော့ငွေပြန်မလွှဲပါကနိုင်ငံကူးလက်မှတ်တက်တန်းတုံးမပေးခြင်း OWIC ကတ်ထုံမပေးခြင်းပြည်ပထွက်ခွင့်ပိတ်ပင်ခြင်းများနဲ့အရေးယူမယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ် ယခုခါမှာတော့စစ်ကောင်စီကမလုံးပေးပြီးတော့ပြည်တွင်းကိုနိုင်ငံခြားငွေများပြန်လည်လွှဲပြောင်းခိုင်းနေခြင်းဖြစ်ရာပြည်ပရောက်မြန်မာလူထုများအနေနဲ့စိတ်ဝင်စားမှုနှဲပါနိုင်ကြောင်းထိုင်းရောက်မြန်မာလူထုများကပြောဆိုထားပါတယ်ဆက်ယုံမှာကလည်းတလကိုအချိန်ပိုကြေးပါမှထိုင်းဘက်တပေါင်းလောက်ရကြတာအဲ့ဒါကလည်းအင်ငားကရေဘိုးမီးဘိုးနဲ့အင်ကိုအများကြီးမလွှဲနိုင်ဘူးငွေလွှဲရင်လေအေဂျင့်တွေကမြန်တယ်လေ wave kp နဲ့ငွေလွှဲအေဂျင့်ကပဲလွှဲလိုက်တာပဲဘန်တွေကတော့မလွှဲတော့ဘူးကိုလာတုံးကလည်းအောက်လန်းကလာပြီးတော့ဒီရောက်မှပန်းရောင်ဘတ်ရိုက်လိုက်တာဆိုတော့ အခုကပြန်ဖို့လဲမလွယ်တော့ဘူးပြန်ရင်လဲစစ်ထဲအထက်ခံရမှာစိုးလို့မပြန်တော့ဘူးတန်ယုံကအင်ကိုငွေပြန်လွှဲရင်လျှက်စစ်ကတင်သွင်းွယ်ပေးတယ်ဆိုတဲ့ပမာဏကဒီကမြန်မာလူထုမားတွေအတွက်မပြည့်မီနိုင်ပါဘူးဒါကြီးကကျွန်တော်တို့ထိုင်းရောက်မြန်မာလူထုမားတွေအတွက်ဘာမှထူးထူးခြားခြားကြီးဖြစ်လာမှာမဟုတ်ဘူး passport တက်တန်းတိုးတာပဲလွယ်လွယ်ကူကူလုပ်ပေးတာကကျွန်တော်တို့အားလုံးအတွက်အကျိုးရှိပါတယ် သူတို့ဘန်တွေကနေလဲငွေလွှဲမှာမဟုတ်ဘူးဘာလို့လဲဆိုတော့နောက်ကျောင်းအလိုက်ခံရမှာစိုးလို့ပါလို့ထိုင်းနိုင်ငံမှာဟာချာငါးပဇော်အေးကန်းဆက်ယုံမှာအလုတ်လုတ်ကိုင်းနေတယ်မြမအမျိုးသားကိုကျော်ဆွေထုံးကပြောဆိုထားပါတယ်စစ်ကောင်စီက၎င်းတို့အထွတ်နိုင်ငံသားငွေရရှိရန်နဲ့ဝင်ငွေကွန်စောင့်ကြရန်မကြာခဏဖိအားပေးနေတော်လဲထိုင်းရောက်မြမအလုတ်သမားများရဲ့အရေးကိစ္စများကိုတော့ဒစုံတရားဖြည့်ရှင်းပေးနိုင်ခြင်းမရှိဘူးလို့သိရပါတယ်အထူးသဖြင့်ထိုင်းနိုင်ငံကို MOU စနစ်နဲ့လာတဲ့မြမအလုတ်သမားများအလုတ်ကိုင်းအေဂျင်စီများရဲ့ မှန်ကန်စွာမလုံဆောင်ပေးခြင်းအလုရှင်များရဲ့လောက်ခလာစားအပြည့်မပေးခြင်းစာချုပ်ပါအလုံးနဲ့အမှန်တကယ်လုံဆောင်ရတဲ့အလုံးများကွဲလွဲမှုရှိခြင်းစတဲ့အခက်အခဲများကိုမြန်မာအလုံသမားများကကြုံတွေ့နေရတယ်လို့သိရပါတယ်ဒါပေမဲ့စစ်ကောင်စီရဲ့မြန်မာတန်ယုံအနေနဲ့ကုညီပေးခြင်းမရှိဘဲအလုံသမားများထံကမတရားအခွန်ငွေများကောက်ခံခြင်းကိုသာအဓိကလုံဆောင်နေတယ်လို့ထိုင်းရောက်မြန်မာအလုံသမားများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်နဲ့ဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွက်လူငယ်များကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းဖမ်းဆီးခြင်းပေါ်တာဆွဲမှုများနဲ့ ငွေကြေးချင်းချောက်မှုများဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနိုဝင်ဘာလအတွင်းမှာစတင်မယ်။စစ်မှုထမ်းအပတ်စဉ်9ရက်အတွက်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များရဲများနဲ့စစ်တပ်တို့ကပူးပေါင်းကာရန်ကုန်မြို့အင်းစိန်မြို့နယ်မှာလူငယ်များကိုလိုက်လံဖမ်းဆီးခြင်းလမ်းဆောင်လမ်းကွာများမှာအလုသွားအလုပြန်ကြောင်းသွားကြောင်းပြန်လူငယ်များကိုအတင်းကျပ်ပေါ်တာဆွဲပြီးတော့ဖမ်းဆီးမှုများဖြစ်ပွားနေတယ်လို့သိရပါတယ်။အင်းစိန်ပိန်နယ်ကုန်းရက်ွက်အုပ်ကြီးကျော်ကျော်နိုင်ကျော်ကြီးအောင်မော်အောင်ကျော်ဆန်းတို့က စစ်မှုထမ်းမဲ့လူမရှိလို့လူငယ်တွေကိုလိုက်ဖမ်းနေတယ်စစ်မှုတန်းစီးရင်ပါတဲ့အိမ်တွေကိုလိုက်ဝင်ပြီးတော့လူတွေလိုက်ခေါ်နေတယ်လူငယ်မရှိရင်အိမ်မှာရှိနေတဲ့သူတွေကိုချိမ့်ချောက်ပြီးတော့ချိန်မောင်းတယ် လူမရတော့လမ်းမှာတွေးတဲ့သူရတဲ့သူကိုဆွဲခေါ်နေတယ်သူတို့လိုက်ခေါ်တဲ့အချိန်မှာဒုတ်တွေဓာတ်တွေလက်ထိတ်တွေနဲ့နံပါတ်ဒုတ်တွေလည်းပါပါတယ်အဖမ်းခါရတဲ့လူငယ်တွေလည်းရှိနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်အင်းစိန်မျိုးနဲ့ကန်းနာအလဲခေမာတောင်ရက်ကွက်ကယာအိမ်မှုလှထင်းတဲ့ထေဝင်းတို့ကစစ်မှုထမ်းအပတ်စဉ်9ရက်အတွက်ဆိုပြီးတော့ငွေကြေးများအတင်းကျပ်လိုက်လံတောင်းခံနေတယ်လို့သိရပါတယ်ငွေကြေးမပေးနိုင်တဲ့အိမ်များကလူငယ်များဟာစစ်မှုထမ်းရမှာဖြစ်တယ်လို့သိရပါတယ်အကယ်၍ထွက်ပြေးပါကကြံရည်သူမိသားစုများက လူစားရှာပေးရမယ်ဆိုပြီးပြောဆိုထားကြောင်းသိရပါဗျ။အခုကမဲမဖောက်တော့ဘူး။ငွေပေးနိုင်လွတ်မယ်။ငွေမပေးနိုင်တဲ့အိမ်ကလူငယ်တွေချောင်းပြီးတော့ဖမ်းတယ်။ ကိုယ်အိမ်ကတူရီသားတွေကိုတော့ရှောင်ခိုင်းထားတယ်အခြေအနေကတော်တော်ကိုဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့အင်းစိန်ကန်းသားအလဲခေမာတောင်ရက်ွက်ကပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်မှာလည်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကစေလွတ်တယ်ဆိုတဲ့မြင့်အောင်ကစစ်မုံမထမ်းလိုပါကငွေကျပ်30ပေးရမယ်ဆိုပြီးတော့လိုက်လံတောင်းခံနေတယ်လို့သိရပါတယ်ငွေချင်းမတက်နိုင်တဲ့စင်ရဲသားမိသားစုများကလူငယ်များကိုစစ်မုံထမ်းတတ်သားတဲ့အတွက်ဖမ်းဆီးစုဆောင်းပြီးတော့ ငွေကြေးတိုက်နိုင်တဲ့သူများကိုတော့ငွေကြေးတွေလိုက်လံချိမ်းချောက်တောင်းခံနေတယ်လို့သိရပါဗျ။စစ်မှုမထမ်းခြင်းရင်ဒီလအတွက်လူငယ်တအူးကိုတိတ်၂၀စီတောင်းတယ်။ပြီးရင်ဆင်းရဲတဲ့လူငယ်တွေကိုလူစားထိုးထည့်တယ်။ပြီးတော့ရက်ွက်ထဲမှာလည်းလုပ်ငန်းလုပ်တဲ့သူတွေကိုဗာချင်းညာချင်းဆိုပြီးတော့ကောက်ပါတယ်။ရက်ွက်ထဲကလုပ်ငန်းအကြီးစားလုပ်တဲ့သူတွေစီကနေစစ်မှုထမ်းခွင့်ကိုကင်းလွတ်ခွင့်ပေးမယ်။တလကို၁၀သိန်းပုံမှန်တောင်းတယ်။ကြားပေါက်ဒီအပတ်စဉ်တစ်ခုတည်းမှာပဲလွတ်ချင်ရင်30လစဉ်ပုံမှန်စစ်မှုထမ်းမပါခြင်းရယ်30အဲ့လိုတွေတောင်းနေတာ ဟိုတလောကလည်းရက်ွက်ထဲမှာစားအုံးစီတန်းစီကတ်ထုတ်ပေးမယ်ဆိုပြီးတော့ဒကောင်စင်းနဲ့အဲစင်းတွေထတ်တောင်းတယ်အဲ့ဒီအထဲကအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းလူငယ်တွေရဲ့အိမ်တွေကိုစည်ရင်ပြုစုပြီးတော့စစ်မှုထမ်းစည်ရင်ထတ်ထုတ်ပြီးတော့လိုက်ခေါ်နေတယ်ဖြစ်နေတာကတောင်တကုံအကုန်လုံးကအဲ့ဒီလိုတွေဖြစ်နေတာရက်ကွက်တစ်ခုတည်းနဲ့မဟုတ်တော့ဘူးလို့တောင်တကုံကပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွင်းရန်ကုန်တိုင်းအတွင်းမှာလူငယ်များချိုးတင်ရှာဖွေစုဆောင်းထားရန်အော်တိုဘားလနှောင်းပိုင်းမှာညွှန်ကြားချက်တရက်ကိုထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ